ချမ်းမာတော်မူကြပါစို့ခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့နိုဝင်ဘာလ20ရက်နေ့ညပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လိုင်းပါဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးခြင်းတကတော့မွန်ကြီးမြို့နယ်နမ်မမြို့မှာရေစကန်ကို KIA KPDF တပ်ဖွဲ့များဝင်ရောက်တိုက်ခတ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ကချင်ပြည်နယ်မွန်ကြီးမြို့နယ်နမ်မမြို့မှာရေစကန်ကိုကချင်တော်လိုင်းတပ်မတော် KAI နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းမွန်းချင်းမြို့နယ်ဒေသပြည်သူများကပြောဆိုကြပါတယ်။ယမန်နေ့နိုဝင်ဘာလ19ရက်နေ့မနက်9နာရီချိန်နမ်းမမြို့မြို့မရက်ကွက်မှာရှိတဲ့နေမီရေစကန်ကို KAI KPDF ပူးပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတနိုင်နီးပါးနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းနမ်းမနေမီရေစကန်မှာဒေသခံရဲများပြင်အကြမ်းဖက်စစ်တပ်နဲ့ SNA ပူပေါင်းတပ်များအထိုင်ချထားတဲ့စကန်ဒီယာဖြစ်ပြီးတိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်းမွန်းညင်းဒေသခံများကပြောပါတယ်။မနေ့9ရက်နေ့လောက်မှာတိုက်ပွဲဖြစ်ကြတာရဲစခန်းထဲမှာရှိတဲ့စစ်သားတွေရဲတွေထိခိုက်တာများတယ်။အခုတော့ရဲစခန်းပတ်ဝန်းကျင်တစ်ခုလုံးကိုအင်အားထပ်ဖြည့်ထားတယ်။ပြည်သူတွေကတော့အကုန်ရှောင်နေရတယ်လို့မြန်မာမျိုးမဒေသပြည်သူတို့ကပြောဆိုပါတယ်။ရင်းတို့တိုက်ပွဲဖြစ်ပွားပြီးနောက်ရဲစခန်းအနီးတစ်ဝိုင်းမှာဒေသပြည်သူများမှာ မန္တလေးမြစ်ကြီးနားယထာတန်လန့်အနောက်ဘက်ချမ်းကိုစစ်ဆောင်လာကြပြီးမွန်ညင်းမြို့နဲ့မြစ်ကြီးနားမြို့ကိုလည်းစစ်ပီးရှောင်လီကြသူများရှိကြောင်းနမ်မာဟိုပင်အင်းတော်ကြီးတဝိုက်မှာစစ်တပ်လက်အောက်ခံ SNE ရှမ်းနီပူပေါင်းတပ်များနဲ့ KIA KPDF ပူပေါင်းတပ်များအကြားတိုက်ပွဲများမကြာခဏဖြစ်ပွားနေကြောင်းသိရှိရပါတယ်။လက်ရှိစစ်ကောင်စီတပ်နဲ့ SNE ပူပေါင်းတပ်တွေကအင်းတော်ကြီးအရှိတ်ဘချမ်းနမ်မာနမ်မွန်လုံးတုံမိုင်းနောင် မမုံကန်စတဲ့ကြေးရွာမြောက်ကိုထိန်းချုပ်ထားပြီးအင်းတော်ကြီးကအနောက်ဘက်ချမ်းဝေလုံချောင်းဝညောင်ပင်စတဲ့ကြေးရွာတွေကို KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကသိမ်းပိုက်ထိန်းချုပ်ထားကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကတော့ဖဲခုံမှာရွာကိုမီးရှို့နေတဲ့ PNO ပုံမှုစနိုက်ပါစာမိပြီးတိတ်ဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ရှမ်းပြည်တောင်ပိုင်းဖဲခုံမြို့နယ်မှာရှိတဲ့ဘောရန်ကြေးရွာကိုဝင်းရောက်မီးရှို့စဉ်မှာတော်လိုင်းတပ်ဖွဲ့ရဲ့စနိုက်ပါနဲ့ပြက်ခတ်ခံရတဲ့အထွတ် စစ်ကောက်စီလက်အောက်ခံ PNO ပြည်သူစစ်ဗိုလ်မှူးတယောက်သေဆုံးသွားကြောင်းသတင်းရှိမြများထံကနေသိရှိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ1ရက်နေ့မှာစစ်ကောက်စီလက်အောက်ခံ PNO ဗိုလ်မှူးခွန်ဆိုးအောင်ဦးဆောင်တဲ့တပ်ဖွဲ့ကဗောရန်ကြီးရွာအတွင်းကိုဝင်ရောက်ပြီးမိရှုဇင်မာတော်လိုင်းဤတပ်ဖွဲ့တွေရဲ့တက်ခဲချင်းကိုခံခဲ့ရက၎င်းမှာစနိုက်ပါနဲ့အပြစ်ခံခဲ့ရခြင်းဖြစ်တယ်လို့သတင်းရှိမြတဦးကပြောပါတယ်။ကျော်ရဲကိုသူတို့မိဝင်ရှုပ်ပြီးရှင်းလင်းနေတဲ့ချိန်စနိုက်ပါနဲ့အပြစ်ခံရလို့တခါတည်းသေသွားပါတယ်။ ပြီးခဲ့တဲ့တရက်ဘောရန်ကြီးရွာမှာအပြစ်ခံလိုက်ရတာပွဲချင်းပြီးပဲတဲ့အာတူဘပွဲလဲသူ့ရွာမှာပဲလုံပြီးတော်ပြီးကလေးတယောက်ကျင်းရစ်တယ်လို့၎င်းကဆိုပါတယ်၎င်းဟောင်းတောင်ကြီးမြို့နယ်ဇလဲကြီးရွာအုပ်စုဇလဲကုန်းတာရွာမှာဖြစ်ပြီးကလေးတအုပ်နဲ့ဇနီးဖြစ်သူတို့ကျင်းရစ်ခဲ့ပါတယ်၎င်းဟောင်းမသိဆုံးခင်ကလည်းစစ်ကောင်စီလက်အောက်ကပီအန်အိုအတွက်လူစုဆောင်ခြင်း၎င်းကိုယ်တိုင်ဦးဆောင်ကဒေါ်လာရေးတပ်ဖွဲ့တွေကိုတိုက်ခိုက်ခြင်း ပြည်သူလူထုကြေးရွာတွေကိုမိရှုခြင်းမြတ်မှာပါဝင်သူဖြစ်ကြောင်းဒေသခံတရင်ချင်းမြများရဲ့ပြောပြချက်အရသိရှိရပါတယ်။တခါတလေရှေတန်းကနေပြန်လာရင်သူတို့ဘယ်လိုတိုက်ပွဲဝင်ရတယ်၊ရော်ရီကိုဘယ်လိုမိရှုရှင်းလင်းရတယ်ဆိုတာမျိုးကြားလို့ရှိပါတယ်။အခုတော့လေသူ့ကံအတိုင်းသူ့လုပ်ရတိုင်းသူလဲသေးရတယ်လို့ပဲပြောရမှာပေါ့ဗျာလို့ဒေတာခန်သတင်းကြီးမြတ်တူကပြောပါတယ်မဲခေါင်ကရရှိထားတဲ့စင်းများအရာနိုဝင်ဘာလအတွင်းမှာရှန်ဂရနီနေဆက်တိုက်ပွဲအတွင်းစစ်ကောင်စီလက်အောက်ခံ PNO ဘက်မှ ဘူမူခွန်စွအောင်ဘူမူခွန်ဖီအပါဝင်ဘူမူတုံးထက်မနဲ့တည်ဆုံခဲ့ပါလိမ့်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတော့ကတော့ထိုင်းမောင်မြန်မာလူသားလူငယ်တူကျိတ်ဆက်တဲ့ပါသွားပြီးတစားစီဖြစ်က အသက်ဆုံးရှုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ထိုင်းနိုင်ငံချင်ပူရီခေမှာရှိတဲ့ဖော့ကျိတ်ဆက်ယုံတစ်ခုမှအလုလုံနေတဲ့မြန်မာလူငယ်အလုသမားတယောက်ကျိတ်ဆက်တဲ့မတော်တဆပါသွားကခန္ဓာကိုယ်တစားစီဖြစ်ပြီးအသက်ဆုံးရှုံးခဲ့ရတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြပါတယ် နိုဝင်ဘာလ19ရက်နေ့ဂျမန်နီညစင်တိုင်းဝင်းကျင်မှာအသက်24နှစ်အရွယ်မြန်မာလူသားကိုတက်စော်ဆိုသူဟာကျိတ်ဆက်မှာဖော်ရီကျရင်မတော်တဆလူတကိုလုံးဆက်ထပါသွားခဲ့ပြီးခန္ဓာကိုယ်အစိပ်ပိုင်းအချို့ဖော်ရီနဲ့အတူပြန်ထွက်လာခဲ့တယ်လို့မျက်မြင်တွေ့ရှိသူတွေရဲ့ပြောဆိုချက်အရသိရှိရပါတယ်။ကိုတက်စော်ဟာအဆိုပါစက်ရုံမှာအလုပ်ဝင်တာငားလာခန့်တာရှိသေးတာဖြစ်ပြီးဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက်စက်ရုံမန်နေဂျာရဲ့အကြောင်းကြားမှုကြောင့်ကေဇေရင်းနဲ့ရဲအဖွဲ့တွေတွားရောက်ကာ စက်ထဲမှာရုပ်အလောင်းကိုထုတ်ယူဖို့ကြိုးပမ်းပေမယ်။အပူချိန်လွန်ကဲနေတဲ့အတွက်နောက်တနေ့မနေ့ကျမှသာဖို့အပိုင်းစာတွေနဲ့ရောနှော်နေတဲ့အစိတ်ပိုင်းတစ်ချို့ကိုထုတ်ယူနိုင်ခဲ့တယ်လို့သိရှိရပါတယ်။ရဲတပ်ဖွဲ့ကဥပဒေအရအေးအေးမှုတွေလုံနိုင်ဖို့အတွက်စက်ရုံမှာရှိတဲ့ CCTV မှတ်တမ်းတွေနဲ့တခြားလုပ်သားတွေကိုစစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့သိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးချင်တာကတော့မွန်းတောင်တိုက်ပွဲမှာထိုင်းဘက်ကိုထွက်ပြေးတဲ့စစ်သားတွေကိုထိုင်းပြန်ပို့ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ မောတောင်မြို့သိမ်းတိုက်ပွဲမှာထိုင်းနိုင်ငံဘက်ချမ်းကိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုကိုတောင်ဆက်လီကိတ်ကနေတဆင့်ထိုင်းအာဏာပိုင်တွေကစစ်ကောင်စီတံကိုပြန်လည်လွှဲပြောင်းပေးအပ်လိုက်ပါတယ်။ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့်ထွက်ပြေးသွားတဲ့တရင်မှုနဲ့အဖွဲ့ကိုထိုင်းဘက်ကပြန်လည်လွှဲပေးခဲ့တယ်လို့စစ်တပ်ဝါရဖြန့်ချီသူတွေကလူမှုကွန်ရက်မှာတင်နေကြတယ်လို့ကိုတောင်မျိုးကတရင်ချင်းတချို့ကလည်းအတည်ပြုပါတယ်။၂၀လောက်ရှိတယ်ပြန်လွှဲပေးတာဗျ။ ထွေအုပ်ရောစစ်တပ်ရောလာခေါ်သွားတယ်လို့မြို့ကန်သတင်းရင်းမြစ်ကပြောပါတယ်။တိုင်းမြန်မာနယ်စပ်ကုံတွယ်ရေးမှာအရေးပါတဲ့မော်တော်မြို့ကိုကရင်မြို့သားလွတ်မြောက်ရေးတပ်မတော် KNL ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် PPL Football Federal Democracy FFD နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကနိုဝင်ဘာလ14ရက်နေ့မှာတိုင်းယူခဲ့တာပါ။ယူသိမ့်တိုက်ပွဲနေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်40ကျော်ဖမ်းမိခဲ့ပြီးနေဆက်ကိုဖျက်ကထိုင်းနိုင်ငံဘက်ချမ်းကိုထွက်ပြေးသွားသူတွေလည်းရှိပါတယ်။ ထွက်ပြေးသွားတဲ့သူအကြီးအတွက်ကိုမသိရသေးသလိုပြန်လွှဲရမှာတော့20ဦးခန့်ပါဝင်တာကိုထွက်ပေါ်လာတဲ့ဓာတ်ပုံမှတ်တမ်းတွေမှာတွေ့ရှိရပါတယ်။ထွက်ပြေးစဉ်ကတနက်နဲ့လက်နက်ခင်းရံတွေကိုထိုင်းစစ်တပ်ကသိမ်းယူခဲ့တယ်လို့ထိုင်းသတင်းဌာနတွေကဖော်ပြခဲ့ကြပါတယ်။ယခုလွှဲပြောင်းပြီးအပ်တာမှာလက်နက်တွေပါမပါတော့မသိရှိရသေးပါဘူး။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာမြန်မာတရုတ်နယ်စပ်အနီးမှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ဖြစ်ပွားတဲ့တိုက်ပွဲတွေမှာလည်း တရုတ်နိုင်ငံဘက်ကိုထွက်ပြေးခဲ့ပြီးတရုတ်ဘက်ကပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ဒါအပြင်အေအေနဲ့ဖြစ်ပွားတဲ့တိုက်ပွဲတွေမှာဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကိုထွက်ပြေးခဲ့ကြသလိုချင်းတော်လန်ရေးတပ်တွေနဲ့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာလည်းအိန္ဒိယနိုင်ငံဘက်ခြမ်းကိုထွက်ပြေးခဲ့ကြတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ယခင်က KNL PDF တွေနဲ့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းမှာလည်းထိုင်းနိုင်ငံဘက်ခြမ်းကိုထွက်ပြေးခဲ့ကြပူပါတယ်။ထွက်ပြေးလာတဲ့သူတွေကိုတပ်ဆိုင်ရာနိုင်ငံတွေကစစ်ကောင်စီထံကိုပြန်လည်လွှဲပေးလို့ရှိပါတယ် ငါမသိငါစကမ်းမကြစီရလို့ကြွေးကြပြီးတကယ်တိုက်တော့ပြည်တာမှမှုံနေတာပဲလို့တစ်တုံညာနှစ်ခွန်စစ်စင်ရေးမှာမြောက်ပိုင်းမှာမိတ်သုံးဘွဲနဲ့အတူတိုက်ခဲ့ဘူးတဲ့ PDF ရေးပေါ်တူကပြောဆိုထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတော့ကတော့ဒေါ်ဘုံမြို့နယ်ဘူထွန်းဆန်ရက်ကွက်အုတ်ချုပ်ရေးမှူးကျော်စိန်နဲ့အဖွဲ့ကလူငယ်တွေကိုဖမ်းဆီးပြီးတအုပ်ကို28သိန်းနဲ့ငွေညှိရွေးခန့်ကြကမင်းလာပါလေအုတ်ချုပ်ရေးမှူးအောင်ထွက်ကလာစဉ်စစ်မှုတန်းကြီးတောင်းယူပြီးမှ လူငယ်ရီကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်ဒေါ်ပုံမြို့နယ်ဘူတွန်းစံရက်ကွက်အုပ်ချုပ်ရေးမှူးကျော်စိန်နဲ့အဖွဲ့ကလူငယ်ရီကိုဖမ်းဆီးပြီးတအုပ်ကိုငွေကျပ်28သိန်းနဲ့ငွေညှိရွေးခိုင်းနေကြောင်းဖမ်းဆီးခံရတဲ့လူငယ်တချို့ရဲ့မိတ်ဆွေများကပြောဆိုပါတယ်။နိုဝင်ဘာလ16ရက်နေ့ဒေါ်ပုံမြို့နယ်ဘူတွန်းစံရက်ကွက်အုပ်ချုပ်ရေးမှူးကျော်စိန်နဲ့ယာယီမှုမိုးကြီးအဖွဲ့ကဒေါ်ပုံမြို့နယ်အတွင်းကားကြီးများ လမ်းမြမှာအသက်16နှစ်မှအသက်35နှစ်အတွင်းလူငယ်တွေကိုလိုက်လံဖမ်းဆီးကြောင်းဖမ်းဆီးရရှိတဲ့လူငယ်တွေကိုရက်ွက်ရုံမှယာယီခေါ်ထားပြီးမိဘဆွေမျိုးများထံကိုဖုန်းဆက်ခိုင်းကာငွေနဲ့လာရွေးကင်ကြောင်းတက္ကိတမြို့နယ်အမှတ်ရှိရက်ွက်မှလူငယ်တအူးမှနိုဝင်ဘာလ16ရက်နေ့အပြင်ထွက်စဉ်အုတ်ချုပ်ရိမှုကျော်စိန်နဲ့အဖွဲ့ရဲ့ဖမ်းဆီးမှုခံလိုက်ရပြီးနိုဝင်ဘာလ18ရက်နေ့တက္ကိတမြို့နယ်ရှုကင်းတလန်းဆန်လဖိတ်ရိုင်မှာငွေကျပ်28သိန်းနဲ့ပြန်လည်ရွေးထုတ်ခဲ့ရကြောင်းသိရှိရပါတယ် အခုကစစ်မှုတန်းဥပဒေကိုခုတုံးလုပ်ပြီးလူပြန်ပေးဆွဲတယ်လို့လုပ်နေတာလူငယ်တွေကိုဖမ်းတယ်ပြန်ရွေးခိုင်းတယ်မရွေးနိုင်တဲ့လူငယ်တွေကိုစစ်မှုတန်းလုံနေတဲ့တခြားရက်ကွက်တွေကိုလက်လွှဲရောင်းတယ်ရလာတဲ့ပတ်စံကိုရဲထွေအုပ်အကုန်ဝေစားမြစားလုတော့တိုက်ပေမဲ့လည်းအရေးယူမဲ့သူကမရှိဖြစ်နေတယ်မြို့နယ်နဲ့ရဲကလည်းစစ်မှုတန်းလိုအပ်ချက်ရှိတော့ရောသူတို့ဝေစုရနေတာရောကြောင့်အုပ်ကြီးတွေကိုလူဖမ်းဝေရှာတာကိုအကာအကွယ်ပေးထားပြီးပို့ပြီးတော့လုံရဲကန်ရဲ ပို့ပြီးအတင့်ရဲလာတာဖမ်းတဲ့လူငယ်တွေကိုယူယူဖမ်းတာမဟုတ်ဘူးရိုက်နှက်ပြီးဆွဲခေါ်ဖမ်းတာမျိုးလုပ်နေကြတာလို့ဒေါ်ဘုံမြို့နယ်မှာဖမ်းဆီးခံလူငယ်တဦးရဲ့မိတ်ဆွေကရှင်းပြပါတယ်အလားတူပဲခူးတိုင်းမင်းလာမြို့နယ်လှေကူကြီးရွာအုပ်စုမှာလည်းအုတ်ချုပ်ရိပ်မှုအောင်ထွက်ကကြီးရွာနေပြည်သူများထမ်းမှစစ်မှုတန်းကြီးလာစဉ်တောင်းခံတဲ့အပြင်ကြီးရွာအတွင်းမှာလူငယ်တွေကိုပါပေါ်တာဆွဲဖမ်းဆီးနေကြောင်းဒေသပြည်သူများကပြောဆိုကြပါတယ် နိုဝင်ဘာလ16ရက်နေ့ညနေ4:00နာရီချိန်လေကူးကြီးရွာဥစုမှာပါဝင်တဲ့ရတနာစုကြီးရွာမှာကိုဖိုးစိုးရဲ့တာသမတ်ဖြစ်သူကို၎င်းရေကြီးကြီးရွာမှာကိုဖိုးစိုးရဲ့တာငယ်လေးနဲ့ကိုပြုံးချူတို့ကို၎င်းစစ်တပ်နဲ့အတူကြီးရွာအုပ်ချုပ်ရေးမှုအောင်ထွက်ကဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းသိရှိရပါတယ်စစ်မှုထမ်းကြီးလဲကောက်တယ်လူငယ်တွေကိုလည်းမတင်ရင်မတင်တယ်လို့ဝင်ဖမ်းပြီးစစ်မှုတန်းစုဆောင်တယ်နိုဝင်ဘာလ16ရက်နေ့ဖမ်းဆီးခံခဲ့ရတဲ့လူငယ်3ဦးကတော့ပြန်မလွတ်တော့ဘူး စစ်မှုတန်းတင်တဲ့ကြောင်းကိုအပုတ်ခံလိုက်ရပြီလို့ဒေသပြည်သူတို့ကပြောဆိုပါတယ်။အချမ်းဖတ်စစ်တပ်ကယခုနိုဝင်ဘာလအတွင်းစစ်မှုတန်းအပတ်စဉ်စကူစတင်ဖွင့်လှစ်လျက်ရှိပြီးအဆိုပါတင်တဲ့ကိုနိုင်ငံတဝန်းမှပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်အများပြားပို့ဆောင်ခံရကြောင်းဖမ်းဆီးခံလူငယ်များရဲ့ဆွေမျိုးမိဘတွေကရန်ကုန်ခေတ်သစ်တရင်ဌာနကိုပြောဆိုကြပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းသတင်းတုများနဲ့ပြန်လာခဲ့ပါမယ် မြန်မာပြည်သူပြည်သားပေါင်းအကြမ်းဖက်ဆစ်အနာရှင်စနစ်ဆွလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချင်းတို့တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်တင်ဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။